မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်း စုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်ကြီးမြန်မာပြည်ပါရေညာမိမိသားစုမှကြိုးစားပါတယ်ဗျာဒီနေ့9ရက်6လ2025ကြာသာပတိနေ့ဖြစ်ပါတယ်ဗျာ9ရက်6လ2025ကြာသာပတိနေ့ရဲ့ တနေ့တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာဒီကအိုးရင်လောက်ကိနေပတ်သက်တဲ့ကိစ္စမှာတော့တိတ်ထဲမှာတိတ်စိတ်တိုင်းမကြသူခံစားရတဲ့ပြောကိုကိုရင်ကိုမိသားစုကိုလုံငန်းမှာစိတ်ထဲမှာပြဿနာလည်းမရှိဘူးဒါပေမဲ့စိတ်ထဲမှာအိုးရင်လောက်ကိနေပတ်သက်တဲ့ကိစ္စမှာတိတ်စိတ်ဝင်သားသလိုလူမှာလုံငန်းကွယ်မှာရှိတဲ့လူတွေနဲ့ပတ်သက်လေတိတ်မကြည့်သလိုဖြစ်ပြီးစိတ်ထဲမှာအားနေတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်အိုးရင်လောက်ကိနေပတ်သက်တဲ့အစီအမပြရတဲ့ခွတ်တဲ့သားသမီးအားလုံးတို့ဒီဟလား နွားနိုလေးတစ်ခွက်ကိုဖြောတင်းလာအရှိရာကိုလှဲ့စူတာအတင်းနွားနိုလေးကျွန်တော်လုံငန်းမှာဆင်မပြေဘူးဗျာလုံငန်းမှာကျွန်တော်လူယောက်ျားတွေတက်ပြက်နေတယ်အတက်မှတ်ထားတဲ့အလုပ်တွေမှာမလုပ်ဘူးတက်မှတ်ထားတဲ့နေရာတွေမှာမလာဘူးအချိန်နေနောက်ကြတယ်အဲ့ဒီလူယောက်ျားတွေတက်ပြက်နေလို့အလုပ်ကံနဲ့ပတ်သက်ပြီးအအောင်နောက်နေတယ်ဗျာလုံငန်းကလည်းတက်မှတ်ထားတဲ့အချိန်မိအောင်ပြီးမယ်မထင်ဘူးဒါကြောင့်အလုပ်တွေနဲ့ပတ်သက်တာစိတ်ညစ်နေတယ် ဒါကြောင့်အလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအပြောင်းတက်တက်ကြွကြွလုပ်အောင်လုပ်ငန်းခွင်တတ်မှတ်ထားတဲ့အချိန်ကြီးပြီးအောင်အသင်နွားနုလေးကအကူကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတင်းနေလားအရှိအယကိုလှဲ့နွားနုလေးကိုတစုံတစ်ယောက်သောသူကိုစူးတောင်းပြီးမှကုသိုလ်ပြုမယ်ဆိုရင်အသင်တို့မှာပိတ်ဆို့နေတဲ့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အလုတ်ကိုင်းနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ခွန်ရသားသမီးအားလုံးတို့ဒီယနေ့မှာဖြင့် တနင်္လာအရှိရာကိုလှည့်ပြီးနွားလိုလေးကိုဆူတောင်းပြီးခုကုသိုလ်ပြုမယ်ဆိုလို့ရှိရင်သတုံးတယောက်တော့သူကိုကုသိုလ်ပြုမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့အိုးရင်လောက်ကိုင်းများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါလေးချက်ရှိရဲ့ကိုနေနေ့7တဲ့မန်းနီပတ်သက်နဲ့ပတ်သက်တဲ့မှာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ပတ်စံလေးလေးလိုချင်တယ်ဆိုလို့ရှိရင်တော့ရာဥတောင်းအနောက်မြောက်တောင်းလဲရေလေးသားပြီးမှဆူတောင်းအတင်းရေလေးရဲ့ကျွန်တော်လုပ်ငန်းဝင်မှာအလုံးနဲ့ပတ်သက်တဲ့ပတ်စံလေးလိုတယ်ကျွန်တော်လိုတဲ့ပတ်စံဘယ်လောက် အဲ့ဒီပိတ်ဆိုပိတ်ဆိုနေတဲ့အလောက်ကနေပတ်သက်တဲ့ပတ်သက်နေရအောင်အတင်းပတ်သက်လေးအတင်းဟိုရေလေးကကိုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းအနောက်မြောက်တောင်းလှက်ရေလေးတစ်ခွက်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာလုံငန်းငွေမှာဖြစ်ပေါ်တဲ့ပတ်သက်များပေးရန်မမိမိပေးရမယ်ပတ်သက်များမိမိရစရာရှိတဲ့ပတ်သက်များပေးရန်ရစရာများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်ရကြတဲ့ကြတဲ့ခொနေသားမီးမိသည့်ပုံကူမဆိုရာဥတောင်းနောက်မဲ့တောင်းလှဲ့ရေးလေးတောက်ပြီးဆူတောင်းချင်းဖြစ်တင်းတို့မှာပိတ်ဆိုနေတော့ကံမှာအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါလေဒါကြောင့်အလုတ်ကိုင်းနဲ့ပတ်သက်လူရင်းတင်းတင်းလာအရှိအယကိုလှဲ့နွားလုံးလေးတောက်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာရာဥတောင်းနောက်မဲ့တောင်းလှဲ့ပြီးနောအရာလေးရေးလေးကိုတောက်မယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများဆူတောင်းပြီးတဲ့အချိန်ကနိုင်စု၄နိုင်ရအဖြစ်ပြောရင်၃ရက်လောက်အတွင်းမိမိတို့မှာ ိတ်ဆိုနေတဲ့ကံများငွေကြီးနဲ့ပတ်သက်တဲ့ကံများအလောက်ကံနဲ့ပတ်သက်တဲ့ကံများအများဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်နဲ့လူနဲ့မှာစိတ်ကမြန်းနေတယ်ကိုလှုပ်ချင်တာဆိုလှုပ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုရှိတယ်ကိုနဲ့ပတ်သက်တဲ့နေ့နဲ့ဆက်တဲ့လုပ်ငန်းခွင်မှာပူကြီးပူကြီးပြဿနာပေါ်ပေါက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်စိတ်ထဲမှာအလိုဆန္ဒမပြည့်ဝမှုတွေစိတ်မြန်မှုတွေကြုံတွေ့နေတာဖြစ်တဲ့အတွက်အင်္ဂါတောင့်ရှေ့တောင်တောင့်လှဲ့လုပ်ငန်းဝင်မှာရှိတဲ့အတန်းအိမ်မှာရှိတဲ့မိမိအိမ်မှာရှိတဲ့တန်ကြုံတန်ကြို တာနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကိုင်းပြီးတော့ဆူတောင်းအတင်းတန်းလေးရရောလုပ်ငန်းခွင်မှလေးစိတ်တည်ငြိမ်နေတယ်ကျွန်တော်လှုပ်တွေလူမလာဘူးလှုပ်တွေလာမှဖြစ်မယ်တတ်မှတ်တဲ့အချိန်မပြီးဘူးပြီးမှဖြစ်မယ်ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းခွင်မှကြတဲ့မှုတွေဖြစ်တဲ့အဆင်ပြေခြင်းနဲ့လုပ်နေတဲ့လုပ်ငန်းတွေရောင်းဝယ်တွေမတည်ဘူးအဲ့ဒီကိစ္စတွေအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အတင်းတန်းလေးကကျွန်တော်ကိုကူညီစောင့်ရှောက်တော်မူပါကျွန်တော်စိတ်ချမ်းသာအောင်လို့စိတ်တည်ငြိမ်နေတဲ့ကိစ္စအများဆုံးအဆင်ပြေအောင်ကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော့ရှေ့တောင်တောင်လှည့်ပြီးမှအိမ်မှာရှိတဲ့တန်း တန်ကျိုးတန်ကျုံနဲ့ပတ်သက်တဲ့ကိစ္စလေးကံကြွေးပြီးဆူတောင်းခြင်းအပြင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများဆူတောင်းပြီးတဲ့အချိန်ရဲ့၃နာရီရေအဖြစ်ပြောရင်နေ့လောက်တွင်အဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကိုနေနီးနေဆက်သက်တဲ့လူယောက်ျားအလုံးဝဝင်မှာမပြောဘူးအရက်သေးတာတော့စားမွေးတယ်အိမ်တော်ကြီးရှုပ်ထွေးတယ်အာအဲ့လိုမျိုးပူညာပူညာလူယောက်ျားတွေဓာတ်ပြည့်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်လူယောက်ျားတွေဓာတ်ပြည့်နေတဲ့လူယောက်ျားလေးတွေအစင်းပြေခြင်းနဲ့ဆိုရင်ရေတံဘူးလေးကို ကိုင်းပြီးမှဆူတော့အသိဉာဏ်တမှုလေးအိမ်မှာလုပ်ငန်းဝင်မှာရှိတဲ့လူတွေတက်ပြက်နေတယ်အိမ်မှာရှိတဲ့မိသားစုစုယောက်ျားလေးတွေတက်ပြက်နေတယ်အဲ့ပြက်နေတဲ့ဓာတ်ကလေးတွေကတော့ရက်တီတောက်တယ်မဲ့အလုတ်ကန်ကောင်းကောင်းမလုပ်ဘူးငွေမှပူအိမ်မှာပူညာပူညာလုပ်တယ်အဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ငိမ့်ချောင်းအသိဉာဏ်တန်လျောက်ရမ်းသေးအောင်အဲ့အသိဉာဏ်တန်ဘူးလေးကကိုကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းရေတန်ဘူးလေးကိုအဖုံဖွင့်ရမျက်နှာနဲ့မဆိုင်မှုဘူးလှဲ့ကျင်တဲ့ပဲလှဲ့ပြီးစူတောင်းကြရအဖြစ်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများ အမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြင်းနေတယ်ကိုကိုရင်ကိုမိသားစုကိုလုံးငါမှမပြောတဲ့လူများအားလုံးတို့ဒီဓာတ်ပြင်းနေတဲ့လူယောက်ျားအားလုံးတို့ရေတံပူးလေးကိုအဖုံးဖွင့်ပြီးမှစူတောင်းခြင်းအားဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအဲ့တော့လားကိုနေနီနဲ့ဆက်တဲ့မင်းအုတ်ချုပ်တဲ့မင်းနေရဒီချိန်မှာကိုရဒေတာမဟုတ်တဲ့တခြားရဒေတာတတ်မှတ်ထားတဲ့စီးတွေကြော်လို့ရှိရင်ပြဿနာတွေဖြစ်တတ်ပြီးစီးအတွင်းမှာနေတော့ပြဿနာကင်းကတဲ့ကာလိုင်းမျိုးပဲ ကိုရင်ကိုရာကိုမိသားစုကိုလုံငန်းကိုမှနေပါအပြင်ဦးမထွက်နဲ့အပြင်ထွက်ရင်မင်းဆိုတဲ့လူတေးတတ်ပါတယ်ဗျာတေးတဲ့ခါမှာအဲ့ထွက်တဲ့လူတွေထဲမှာပါတဲ့လူတွေမှာအကြီးဆုံးတွေတေးတတ်ပြီးတေးချင်းဆုံးနဲ့တေးတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ဒီချိန်မှာကိုရာကိုဒေတာမှနေမယ်ကိုကိုဝင်းထဲမှာကိုနေမယ်ပြဿနာမရှိဘဲနဲ့အပြင်ကိုထွက်ရင်တော့အဲ့အပြင်ထွက်တဲ့လူတွေမှာထိတ်ဆုံးအကြီးဆုံးဆိုတဲ့လူတွေတေးချင်းဆုံးနဲ့တေးတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူမင်းနေနဲ့ပတ်သက်တဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပညာရေးအပြောင်းအရွှေ့ရာထူးတို့ မိယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းသူတို့ကြာတာပရိအနောက်ရကူလှဲ့အာလူးလေးကိုကိုင်းပြီးမှဆူတောင်းအသေးအာလူးလေးကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့လုပ်မယ်မင်းနဲ့ပတ်သက်တဲ့အန်ဒီရီဒီကိုကာကွယ်ပေးမယ်အာမိယာရီနဲ့ပတ်သက်တဲ့လုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်မယ်အပြောင်းအရွှေ့ရာထူးထူးတွေပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အဲ့ဒီလုပ်တဲ့ကိစ္စတွေအဆင်ပြေပါသည်ကြောင့်လီလီစားစားနဲ့ကြာတာပြေးအနောက်ရလှည့်ပြီးအာလူးတော့ဥလာဥအောင်လို့ကုကူညီဆောက်ချောက်ပါဆိုတဲ့အကြောင်း လေးလေးစားစားအလူလွတ်ကင်ပြီးစူတောင်းကြပြီးမင်းနဲ့ပတ်သက်သောကိစ္စများအပြောင်းအရွှေ့ရာထူးတို့မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စနော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအမြန်ဆုံးပွဲလန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘဲနဲ့အီးလေးလေးဖြစ်နေတတ်ပါတယ်အဲဒါကြောင့်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရတဲ့ပုဂ္ဂိုလ်အလုံးတို့ဒီဗုဒ္ဓတောင်ရကိုလည်းရေးလိုက်တော့ပြီးမှဆူတော့အတင်းရေးလေး အကျွန်တော်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်လေးတွေအဆင်ပြေခြင်းနဲ့အဲနော်အဲဒါကြောင့်သွားတဲ့နေရာမှာအန်တရာယ်ပြင်းရင်နဲ့ပြောတဲ့စကားတွေအောင်မြင်ကြချခြင်းနဲ့အဲဒါကြောင့်အသိဉာဏ်လေးရကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလက်အရေးလေးတောက်ပြီးမှသူတောင်းကြီးရမြင်သူတို့မှပိတ်ဆို့နေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွန့်လန့်တော့မှဖြစ်ပါတယ်ဒီချိန်မှာကိုနဲ့နှီးတင်ဆက်ဆက်တဲ့အစုအဖွဲ့အုပ်စုနော်အစုအဖွဲ့နေသတ္တိတာတွေအာကောင်းမီကိုရကုတီတာမှာအာမကောင်းတဲ့ကာလမျိုးဖြစ်ပါတယ် ကိုရကုဒေတာကိုဝင်းနဲ့နေပြဿနာမရှိဘဲနဲ့ကိုရဒေတာမှုအတွက်တခြားအရဒေတာထွက်လို့ရတော့ပြဿနာဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအပြင်းနေဒီအားကောင်းပြီးဟိုတိုင်းနေအားမကောင်းတဲ့ကာလတိုင်းနေအားကောင်းတဲ့ခါမှနေပြီးတော့အားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်နေနေနေရာတွေကမြင်းနေနေရာသွားရင်အန်ဒရီကင်းပြီးမြင်းနေလူတွေကနေနေနေရာသွားရင်တော့အန်ဒရီဖြစ်ပုံစံတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ယိုးရီဖော်မှဖြစ်မယ်။ယိုးရီပတ်သက်တဲ့ကိစ္စမှာမြင်းနေတည်ရေလေးတောက်တော်ရေလေးကို အကြသာပရိအနောက်ရအလှဲ့ပြီးမှကိုင်းပြီးမှဆူတော့အတင်းတောက်တို့ရေးလေးအဲဒါကျွန်တော်တောက်တို့ရေးလေးအဲကျွန်တော်လေးအဲဟိုရိုးရဖော်လို့ဒိုးရကြိုးခြင်းနဲ့အမှုခင်းပြဿနာတွေဝုခဲ့ခြင်းနဲ့အပူတော့ကရင်းငင်းနေငွေကြီးမှဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းငင်းနေဒါကြောင့်အတင်းတောက်တို့ရေးလေးကကုညီဆောက်ချောက်တို့မူပါတောက်မဲ့ရေးလေးအမျက်နဲ့တည်ရေးဆိုမျက်နဲ့တည်ရေးလေးမျက်နှာတည်မဲ့ရေးလေးကိုဆိုပြီးအတင်းရေးလေး ကျွန်တော်လေးရိုးရဖို့လူတို့ကရိုးခြင်းနဲ့အမှုကင်းပြဿနာတွေဝေခြင်းနဲ့ငွေကြီးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝေခြင်းနဲ့အန္တရာယ်ကင်းပြီးရှင်ပြီးအနောက်ကျအဟံတာတွေကင်းပြီးတော့ကျွန်တော်မှာပြဿနာကင်းတဲ့အဆင်ပြေခြင်းတွေဗျာဒါကြောင့်အသင်တောက်တို့ရေးလျက်အသင်အသင်မျက်နှာသိရေးလျက်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေသောရိုးရဖို့လူတို့ကကြော်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် အမှုခင်းပြဿနာလည်းဝူကပြီးငွေကြီးများအောင်မြင်ကြကြမှာထိပေါက်တယ်လို့ငွေကြီးများဝေရောက်လာမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါဒီနေ့ကတော့9ရက်6လ2025ကြာသာပတိနေ့ဖြစ်ပါတယ်ဗျာကြာသာပတိနေ့မှာအော်ကံကောင်းသေးတဲ့ခဏနေရှိပါတယ်အအောင်မလေးဒီကိုနောက်ရကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ထီကန်လေးပေါက်တက်ပြီးတော့ထီကန်လေးတွေစမ်းမယ်ဆိုရင်တော့အနောက်ရကိုလည်းလှည့်ပြီးမှရေးလေးတောက်ပြီးမှဆူတောင်းအသင်းဟိုရေးလေးရယ် ။အာကျွန်တော်လေးဒီဘက်အောင်မလေးထီကန်လေးတွေစမ်းမယ်။ထီကန်လေးတွေစမ်းတဲ့အစားမှာကျွန်တော်တို့ထီကန်လေးတွေက9တုံညဆိုတဲ့ကဏန်းလေးတွေအတကိုဆိုတဲ့ကဏန်းလေးတွေ9တုံညတကိုအခွေလေးတွေကျွန်တော်တို့ကန်ဆန်းတော့မယ်ဗျာ။ဒီနေ့ကြာသာပရိနေမှာတော့ကန်ဆန်းတော့မယ်။အာ9တုံညတကိုအခွေလေးတွေကန်ဆန်းမယ်။အမ9တုံညတို့တကိုတို့ပါတဲ့ဟာလေးတွေဥစားပေးမယ်။အဲဒါကြောင့်အကျွန်တော်တို့ဥစားပေးတဲ့ငါတို့ညတကူအခွေလေးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာဒီနေ့မှာဖြင့်ကံမြအများဆုံးပွေးအောင်ကုညီစောင့်ကြတော့မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရလှည့်ပြီးမှ ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကျွန်တော်တို့ရှင်ကြမီမိသားစုအပြီးတဲ့ရေဒီယာလေးတွေပါရေဒီယာလေးတွေနေချင်းရေဒီယာလေးတွေနေချင်းလောက်ပါနေချင်းအောင်မြင်ကြကြတတ်ပြီးတော့တပတ်ထဲမှာဆိုရင်တော့တပတ်စာလေးတွေပြုလုပ်ချင်းတပတ်အတွင်းမှာအောင်မြင်ကြကြမှာဖြစ်ပါလေ တလားသားလေးတွေရေဒီယာလေးတွေပြုလို့မယ်တနစ်စာရေဒီယာလေးတွေပြုလို့မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးဝင်လောက်ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ချင်းကြမီမိသားစုရဲ့ရွေချက်ကခုနသားသမီးနဲ့ပတ်သက်တဲ့တခုခုရလို့အောင်အောင်မြင်အောင်ရေဒီယာများကိုကူညီစောင့်ရှောက်နေတာဖြစ်ပါတယ်နော်ဒါကြောင့်9ရက်6လ2025ကြာသာပတိနေ့ရဲ့တင်းနေတာကံကြမ္မာများကိုတင်းပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ